လက်ရှိတောင်ပိုင်းကစားသမားတွေအားလုံးထဲမှာဂါနာချုံကအတွက်တက်မှုအမြန်ဆုံးပဲဆိုတဲ့မာရက်စကာပရိသတ်တော်မင်းမင်းအောင်မြောင်လိုလိုင်းခင်းကနေပြန်လဲကြိုလိုက်ပါရင်ချယ်ရှိနေပြအချင်းအန်ဆိုမာရက်စကာကတော့တင်းမာရှိတဲ့တောင်ပိုင်းကစားသမားတွေထဲမှာဂါနာချုံကအတွက်တက်မှုအမြန်ဆုံးကစားမတရားလို့ထုတ်ပေါ်ပြောဆိုလာခဲ့ပါရင်ဒီကြောင့်လည်းပသက်ပြီးမာရက်စကာကလက်ရှိတင်းမာရှိတဲ့တောင်ပိုင်းကစားသမားနေရာတစ်ဖြည်းဖြည်းနဲ့တွေ့တက်လာကြပါရင်ဒီထဲမှာအတွက်တက်မှုအမြန်ဆုံးကစားမကတော့ဂါနာချုံပါပဲသူကအတင်းရဲ့လင်းချင်းအကွက်မှာအမြဲတမ်းစူးစမ်းပြီးလေ့ကျင့်နေဒီအချက်ကကျွန်တော်သူ့ကိုသဘောကျစေတဲ့အချက်ပါပဲ ဘောလုံးခြေရမရှိချိန်မှာရောရှိတဲ့အချိန်မှာပါကစားမတိုင်းဟာကိုတာဝင်ကိုခြေပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီဘက်ခေလိုမျိုး modern ဘောလုံးလောကမှာတာဝန်ကစားသမားတွေဟာလိုအပ်ရင်လိုအပ်သလိုနောက်တန်းဆင်းကူရပါတယ်။ကာနာချိုလဲလက်ရှိမှာအသင်းနဲ့လိုင်ယွန်ညီတွေဖြစ်လာခဲ့ပါပြီ။ပွဲကစားချိန်များများရချင်နေဆိုရင်တော့နောက်တန်းကိုဆင်းကူပေးတာမျိုးပြုလုပ်ရမှာဖြစ်ပါတယ်လို့မှတ်ချက်ပြုပြောကြားသွားခဲ့ပါတယ်။မိုင်းစကာကအတွေ့အကစားသမားကာနာချိုအကြောင်းကိုချီးကျူးရင်းနဲ့ခေတ်သစ်ဘောလုံးရဲ့လိုအပ်ချက်တွေကစားသမားတယောက်ရဲ့ဇယိုက်လက္ခဏာတွေအကြောင်းကိုထိထိမိမိထုတ်ဖော်ပြောသွားခဲ့တာပါ လက်ရှိသေးမှရှိတဲ့တောင်ပိုင်းကစားသမားတွေဟာထွေးပြေးနဲ့တိုးတက်လာကြပါတယ်ဒီစကားကဘာကိုဆိုလိုတာလဲမာရက်စကာဟာသူအသင်းကတောင်ပိုင်းကစားသမားတွေရဲ့တိုးတက်မှုကိုတတိထားမိတယ်ဂီယိုဆိုင်တယ်ဆိုတာကိုပြောတာပါနေပြားတောင်းအနေနဲ့ကစားသမားတိုင်းရဲ့အခြေအနေကိုမျက်ချင်းမပြတ်စောင့်ကြည့်နေတဲ့သဘောပါပါချောင်ရင်ကြည့်တာလေနေပြကသူတို့တိုးတက်မှုကိုမြင်နေဆိုတာကစားမားတွေအတွက်စိတ်အားတက်စရာပါတောင်ပိုင်းကစားသမားတွေတိုးတက်မှသာအသင်းရဲ့တိုင်းစိတ်ကလည်းလိုက်ပြီးတော့တိုးတက်လာမှာဖြစ်ပါရင် နောက်တစ်ချက်ဖြစ်တဲ့ဒီထဲမှာတိုးတက်မှုအများဆုံးကစားသမားကတော့ဂါနာချိုပါပင်ဆိုတဲ့စကားဟာဂါနာချိုအားချဲစီအသင်းထဲမှာအများဆုံးတိုးတက်နေတဲ့ကစားသမားဖြစ်တယ်ဆိုတာကိုမာရက်စကားကထုတ်ပေါ်ချီးကျူးလိုက်တာပါ ကနာချောအတန်းဆက်တောင်းနေပဲရှိသေးပြီးအနာကဲအတွက်လာလာကောင်းတယ်မြန်ဆန်တဲ့အချိန်ကောင်းမွန်တဲ့ကြော်ဖြတ်နိုင်မှုတွေနဲ့ပြိုင်ပွဲနောက်တန်းကိုမှွေးနောက်ကစားနိုင်တယ်ကျိုးစားလေးချင်းမှုကိုမပြင်းရဘူးဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်ဘားချောင်ရေးကြည့်ရတယ်ဒါကတခြားကစားမတွေအတွက်ဆန်တမိုတာဖြစ်စေပါတယ်ငယ်ရွယ်ပြီးတွန်းတက်နေတဲ့ကစားသမားဟာအတင်းအတွက်အနာကဲရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုဖြစ်စေပါတယ်သူကအတင်းရဲ့လေးချင်းကိုမှအမြဲတမ်းကြိုးစားပြီးလေးချင်းနေဆိုတာကတော့ကနာချောရဲ့ကြိုးစားမှုစီကံလေးချင်းမှုတွေကိုချီးကျူးတာပါဘယ်နေရာမှာမဆိုပါရမီရှိအောင်လည်းမပြေဘူးကြိုးစားမှသာအောင်မြင်မယ်ကစားသမားတိုင်းဟာနေ့စဉ်ပုံမှန်လေးချင်းကြတယ် လေးချင်ခန်းတိုင်းကိုအပြေးဝအာယုံဆိုင်ပြီးလုပ်တယ်စူးစမ်းမှုမရှိရင်ပါရမီပြေးဝတဲ့ကစားသမားတော့အောင်မြင်မှုမရနိုင်ပါဘူးဒီပြရတွေကစူးစမ်းတဲ့ကစားသမားတွေကိုပို့ပြီးတော့တန်ဖိုးထားကြတယ်ဒါကိုမာလက်စကာကပြောပြချင်တာပါဒီအချက်ကကျွန်တော်သူ့ကိုသဘောကျစေတဲ့အချက်ပါပဲလို့ဆိုတာကတော့ခန္ဓာချွဲရဲ့စူးစမ်းမှုကိုတန်ဖိုးထားတယ်သဘောကျတယ်ဆိုတာကိုထုတ်ပေါ်ပြောတာပါနေပြသဘောကျတဲ့ကစားသမားဟာပို့ပြီးယုံကြည်မှုရတယ်နေပြသဘောကျရင်ပွဲစားချင်းပို့ရမယ်နေပြသဘောကျတဲ့ကစားသမားဟာအတင်းကောင်းဆောင်ဖြစ်လာနိုင်ခြင်းလည်းရှိနေပါတယ်ဘောလုံးခြေထဲမှာ မရှိချိန်မှာရောရှိတဲ့အချိန်မှာရောကစားမတိုင်းဟာကိုတာဝင်ကိုခြေပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဆိုရဲစကားကတော့ခစ်တဲ့ဘောလုံးမှာကစားမတယောက်ဟာဘောလုံးရှိချိန်မရှိချိန်နှစ်မျိုးစလုံးအရေးကြီးတယ်ဆိုတာကိုပြောတာပါဘောလုံးမရှိချိန်မှာဘာလုပ်ရမလဲကိုနေရာကိုမှန်မှန်ကန်ကန်ယူတက်ရမယ်ဘောလုံးပြန်ရဖို့ပြေးလမ်းချောင်းမှန်ရမယ်တခြားကစားမတွေနဲ့ချိန်ဆက်ပြီးကစားတက်ရမှာဖြစ်ပါတယ်ဘာကြောင့်အရေးကြီးတာလဲဒါကအတင်းအတင်းလုံးရဲ့ကစားရန်ကိုထိရောက်စေတဲ့ဘောလုံးမရှိချိန်မှာခန်းစစ်ပိုင်းခုခံကာကွယ်ရေးကိုစနစ်ချအောင်လုပ်တက်ရမယ်ဒါကအတင်းရဲ့တိုက်စစ်ဆွမ်းအားကိုမြင့်တင်ရလဲရောက်စင်နေပါတယ်ဒီဘက်ခေလိုမော်ဒန်ဘောလုံးမှာတောင်ပိုင်းကစားသမားတွေကလိုအပ်ရင်လိုအပ်တယ်လို့နောက်တန်းကိုဆင်းကူရပါတယ်ဆိုရဲစကားက တော့ခါနာချိုးကိုသတိပေးတာပါဒီကလေးကဒီပိုင်းမှာတော့တော်လင်းအားနေနေပါတယ်ခေတ္တတောင်ပိုင်းကစားမရတဲ့တောင်ဝင်နေနဲ့ရှင်ရဲမှာတိုက်ဆစ်ဆင်နိုင်ရမယ်ဒီလောက်နဲ့မပြီးသေးဘူးနောက်တန်းကိုပြန်ဆင်ပြီးကားဝယ်နိုင်ရမယ်တိုက်ဆစ်ကနေခန်းဆစ်ကားဝယ်ရင်မြေအဆန်းဆန်းကူးပြောင်းနိုင်ရမှာဖြစ်ပါတယ်အချို့အပြင်ပြောမယ်ဆိုရင်မာရက်စကာရဲ့ဒီပြောစကားတွေဟာခေတ္တဘောလုံးရဲ့လိုအပ်ချက်တွေကစားမတယောက်ရဲ့ဇာတ်လက္ခဏာတွေနေပြားတယောက်ရဲ့မျောလင်းချက်တွေကိုထင်ရနေပါတယ်ဒီလိုမျိုးနေပြားတယောက်ရဲ့အမြင်တွေသူတို့ရဲ့ခံယူချက်တွေသူတို့ရဲ့မျောလင်းချက်တွေကိုလေ့လာတာဟာအတော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်သူတို့ဟာဘောလုံးကိုပဲကြည့်နေတာမဟုတ်ဘဲနဲ့ကစားမတွေရဲ့ဖွံ့ဖြိုးမှုအသိအောင်မြင်မှုကစားဟန်ရဲ့ပြောင်းလဲမှုတွေကိုကြည့်နေကြ တာဖြစ်လို့ပါပဲအစောနေ့ရှိမိခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ